ုံးမင်္ဂလာပါကျွန်မဒီနေ့က periodic sudden အကြောင်းပြောမယ်ဒီ presentation ရဲ့အနောက်ဆုံးမှာတော့မနေ့ကပြောသွားတဲ့ဒီ cumulative sudden နဲ့ periodic sudden ရဲ့ဒီ difference ပေါ့နော်ကွာဟားချက်ကိုကျွန်တော်တို့ comparison လုပ်ပြီးမှဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ periodic sudden ဆိုတာဘာလဲနဲ့စောင့်မယ်ပေါ့နော်အဲ့တော့ periodic sudden ဆိုတာကဒီ main idea ဒီဝါကြားကပေးတင်တဲ့အဓိကဘာလုပ်တယ်နော်အဲ့ဒီသူလုပ်တဲ့အလုပ်နော်ဒီသူပြောချင်တဲ့အရာဒီဝါကြားရဲ့အနောက်ဆုံးမှာတွေ့ရမယ် အဲ့ဆိုရင်ဝတ်ကြနေကြောင်းရဲ့အရှိမကျွန်တော်တို့ဘာတွေတွေးနိုင်လဲဆိုတော့ဒီ introductory phrase လို့ခေါ်တဲ့ proposition နဲ့စထားတဲ့စကားစုတွေကိုတွေးနိုင်တယ်။ထို့အတူကျွန်တော်တို့ clause ပေါ့နော် clause တာကတော့ဝတ်ကြ ဝက်ကြပြတ်ပေါ့နော်စာဂျန်နဗာပါတဲ့ဝက်ကြတွေပါမယ်အဲ့ဒီဝက်ကြမျိုးကကျွန်တော်တို့ ever via class လို့ခေါ်တယ်နော် ever class တွေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့တော့ဒီ introductory phrase တွေဒီ ever via class တွေပြီးရင်ကျွန်တော်တို့ comma ချမယ်ပြီးတော့မှ main idea နော်ဒီ independent class ကြီးကိုရေးမှာဖြစ်တယ်အဲ့လိုမျိုးရေးလိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကအရှိမပေါ့နော်စကလုံးတွေစကစုတွေဝက်ကြတွေရှိတယ်ဒီကသူပေးချင်တဲ့ဒီ main idea ကဟိုးဝက်ကြရဲ့နောက်ဆုံးမှာသွားရှိမယ်ဒီလို structure နဲ့ရေးလိုက်တဲ့အခါကျတော့ကျမတို့ကသူပေးတင်တဲ့ message ကို suspend လုပ်လိုက်တဲ့သဘော ဆိုင်ငံ့ထားလိုက်တဲ့သဘောတနည်းအားဖြင့်ဒီ curiosity လို့ခေါ်တဲ့သိလို့စိတ်ကို ပို့ပြီးတော့ပေါ့နော်ဒီဖြစ်စေတာပေါ့နော်ချက်ချင်းအပြေပေးတာမျိုးမဟုတ်ဘဲနဲ့ ဆိုင်ငံ့ထားပြီးတော့မှဒီဝကြရဲ့အဆုံးမှာမှဒီဘာလုပ်တယ်ဘာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုသူကပေးတာအဲ့တော့ဘယ်လိုရေးသားမျိုးမှကျွန်တော်တို့တွေ့ရလေးရှိလဲဆို formal writing တွေမှာတွေ့ရတယ်ပြီးတော့ dramatic เนาะ drama ခင်းတာပေါ့လားဟိုချက်ကားပြီးတော့ကျွန်တော်တို့ဒီပြောကြဆိုကြတဲ့ထူးသဖြင့်ဒီကဗျာရေးတဲ့အခါမျိုးတွေပေါ့နော် poetic ရသားစာပေတွေဒီ literature တွေမှာကျွန်တော်တို့တွေ့ရတာဖြစ်တယ်အဲ့တော့ structure အရာဆိုရင်တော့ introductory phrase အရင်လာမယ် introductory phrase ကတည်တံ playlist တင်ထားပြီးသားเนาะမပြောတော့ဘူးအဲ့တော့ ော့ introductory phrase လို့ခေါ်တဲ့ proposition နဲ့စထားတဲ့ phrase တွေ လာမယ်ပြီးတော့ dependent clause လို့ခေါ်တဲ့ဒီ dependent တော့မှီခိုးတာပေါ့နော်ဒီ adverbial clause နော် ever clause တွေလာမယ်ပြီးတော့မှကျွန်တော်တို့ comma ချပြီးတော့ဒီ main clause ဒီလာမှာဖြစ်တဲ့ main idea နော် independent clause ကိုဝေကြရဲ့အနောက်ဆုံးမှာတွေ့ရတဲ့ pattern မျိုးဖြစ်ပါတယ် ဲ့တော့ကျွန်မတို့ example ဝကြလေးတွေကိုဘာသာပြန်ကြည့်မယ် periodic sentence ဖြစ်တဲ့အတွက်ကြောင့် main idea ဒီနောက်ဆုံးမှလာမယ်အရှိမရှိနေတဲ့အရာတွေက introductory phrase တနည်းအားဖြင့်ကျွန်မတို့တစ်ခါတလေမှာဆိုရင် adverb ရဲ့ဒီ clause တွေ phrase တွေကိုတွေ့ရမှာဖြစ်တယ်နော်အဲ့တော့ despite the heavy rain and freezing wind the team continue playing အဲ့တော့အသင်းကဒီ playing ကစားခြင်းကိုဆက်လက်လှုပ်ဆောင်နေဆိုတဲ့အရာဒီ main idea အဲ့ အရှိမကကျမတို့ဒရမာခင်းထားတာเนาะအဲ့တော့ heavy rain เนาะအသေးကြီးမကြီးယူလာနေတဲ့မိုးတွေ freezing wind တွေတိုက်ခတ်နေတဲ့ဒီ freezing เนาะဟောလေလေတွေပေါ့เนาะအဲ့ဒါတွေရှိနေတော့လဲပဲလို့သူကပြောတာအဲ့တော့ despite ဆိုတဲ့အရာဒီနောက်မှနောင်တွဲတယ်ဒါပေမဲ့အများတန်းတော့အဲ့လိုမဟုတ်ဘူး despite ရဲ့နောက်မှာကျမတို့ close နဲ့ရေးလို့ရတဲ့ pattern ရှိတယ် despite the fact that နော် that ဆိုတဲ့ relative pronoun ယူသုံးပြီးတော့နောက်မှာ subject verb ထပ်ပြီးလို့ရတယ်ဒီဘက်ကြောင့်မှာဆိုရင်တော့သူဒီနောက်မှာ noun လိုက်လာတဲ့အတွက်ကြောင့်အရှိရ despite the proposition အတော့ introductory phrase လို့ခေါ်မှာဖြစ်တယ်နောက်တစ်ကြောင်းဆက်ကြည့်မယ် after years of hard work and sacrifice နော်ဒီနှစ်ပေါင်းများစွာ အလုပ်ကြိုးစားတယ်ဆွမ်းလွန်နင်းနာခံတယ်ဒါတွေပြီးတဲ့အခါမှာတော့ she finally achieved her dream เนาะသူမရဲ့အိမ်မက်ကိုနောက်ဆုံးမှာတော့ရသွားပြီပေးတင်တဲ့ message ကသူရဲ့သူမညွှန်မှန်းထားတဲ့အတိုင်းသူမ achieve ရသွားပြီဆိုတဲ့ရာဒီ main idea အရှိမကဒါကိုကျွန်တော်တို့ drama ခင်းထားတာเนาะနှစ်ပေါင်းများစွာဒီ hard work ဖြစ်တဲ့ sacrifice လုပ်တယ်ဆိုတာတွေကဒီဒီ form essence ဘောနော်ရေးထားခြင်းဖြစ်ပါတယ်နောက်ကြည့်ရအောင် when the clock struck midnight after hours of waiting the result was announced ဒီက main idea ဒီရလမ်းများကိုကြေညာလိုက်ပြီဆိုတာက main idea အရှိမကကျမတို့ကိုဘာပြထားလဲဆိုတော့ WHGN1 နဲ့စထားတဲ့ The Clock of Subject Struggle စာချက်ဘာပါလဲဆိုတော့အချိန်ကာလကိုဖော်ပြပေးတယ်ဆိုရင် Ever Clock of Time တနည်းအားဖြင့် Ever V Clock အနောက်တစ်ဖြန်ကြည့်လိုက်တဲ့အခါမှာ After Hours of Waiting နာရီပေါင်းများစွာစောင့်ဆိုင်ပြီးတဲ့နောက်သူမှစာချက်ဘာမပါတဲ့အတွက်ကြောင့်သူဒီ phrase အဲ့တော့ဒါ phrase ကိုအချိန်ကာလကိုဖော်ပြပေးရတဲ့အတွက် Ever Phrase of Time အရှိမက Ever Clock of Time နော် Main idea ည်ရလာကြင်ညာတယ်ဆိုတာကိုပြောတာနောက်တစ်ကြောင်ဆက်ကြည့်မယ် even though he had failed many times before he refused to give up เนาะဒီလက်မြောက်ရုံပေးဖို့အတွက်သူကငင်းဆန်တယ်เนาะအချိန်ပေါင်းမြောက်များစွာသူဒီ feel ကြာရှုံးခဲ့ပြီးတာเนาะ many times before အရင်ကเนาะအချိန်ပေါင်းမြောက်များစွာဆုံးရှုံးဟိုကြာရှုံးခဲ့တဲ့တိုင်အောင်မှာ သူကလမ်းမြောက်အရှုံပေးဖို့ညှင်းဆန်နေတုန်းပဲဒါမျိုးပြောချင်းဖြစ်တယ်အဲ့တော့ဒီ webcam စီ event တို့ရနောက်မှာ subject တွေ bar တွေတွေ့လိုက်တဲ့အတွက်ကြောင့်ဒါ class เนาะအဲ့တော့ event တို့တို့ all those ဆိုတာကကျွန်တော်တို့ ever class of contract တို့ဒီ concession တို့เนาะဒီစန့်ကျင်ဘက် live ရောပြမှုဒါတွေကိုဖော်ပြပေးတဲ့ class တွေဖြစ်တယ်အဲဆိုရင်တော့ကို ever via class လို့ခေါ်မယ် main idea ကသူလမ်းမြောက်ရှုံပေးခြင်းကိုညှင်းဆန်တုန်းပဲ With her heart pounding and her hand shaking. she opened the mysterious letter ဒီ mysterious က string ကိုပြောတာเนาะထူးဆန်းတာအဲ့တော့ထူးဆန်းတဲ့ဒီ letter ကိုသူမက open ဖွင့်တယ်တဲ့အဲ့တော့သူမစာကိုဖွင့်ဖောက်တာဟုတ်တယ်ဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီနှလုံးကလည်းတဒိဒိခုန်နေတယ်ဒီ letter တွေကလည်းတုံရင်နေတယ်ဒါဒီ with ဆိုတဲ့ဒီ preposition ရှိကိုပြထားတဲ့ကြောင့်မူရကိုဖော်ပြပေးတယ် ever ဖြစ်တယ်အရှိကိုပို့ထားတဲ့အတွက်ကြောင့်ဒီ ever phrase of manner ကိုကျမတို့ introductory phrase လို့ခေါ်လို့ရတယ် comma လေးပါတယ်စကားလုံးတွေအများကြီးဖြစ်နေလို့ ော်ဒီ main clause နဲ့သူ comma နဲ့ဖြတ်ထားပေးတယ်နောက်တစ်ကြောင်းဆက်ကြည့်မယ် why the city slept เนาะ under the dim glow of street light the thief made his move အဲ့တော့တကိုးကသူလောမအလုပ်လုပ်နေတာပေါ့နော်တကိုးဆိုတော့ခိုးတာပေါ့အဲ့တော့ the thief made his move ဒါဒီ main idea တကိုးဒီဖောက်ထွင်းဖို့အတွက်စူးစမ်းနေတယ်အရှိမာကဒီမြင်ကွင်းကိုကျမတို့ကဒီ drama ခင်းတာပေါ့နော်အဲ့တော့ why the city is like မြို့ရအိမ်မောကြနေစင်မှာ another dim glow of street light เนาะဒီလမ်းမီးရောင်တွေရဲ့ဒီမှိန်ပြပြလင်းရောင်အောင်မှာတကိုးဒီသူ့လောက်သူလုံးနေတယ် နော်ဒါမျိုးပြောတယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် if they look beyond the hill and over the misty valley uh you can see the first light on town နော်တောင်းစွာကဒီအာယုန်တန်းချိန်ကိုကျွန်တော်တို့ပြောခြင်းဖြစ်တယ်အဲ့တော့မိုးတောင်းချိန်ပေါ့နော်အဲ့တော့ မိုးတောင်းချိန်ရဲ့ fast light เนาะဒီအလင်းရောင်ကိုခံစီမြင်မြင်ရမယ်တဲ့ဘယ်လိုမျိုးနေထားမှာလဲဒီ beyond the hill ဒီတောင် တောင်เนาะတောင်ကုန်းကို beyond ကြော်ပြီးတော့ကြည့်မယ်ပြီးတော့ over the misty ဒီ valley valley ဆိုတာကတောင်ကြားအဲ့တော့နှင်းလေးဖုံးနေတယ်မြူတွေဆိုင်းနေတယ်တောင်ကြားပေါ်ပေါ့เนาะဒီလိုနေထားနဲ့ကြည့်မယ်ဆိုရင်တော့အာယုန်တက်ရဲ့မိုးတောင်းချိန်ရဲ့လင်းရောင်ကိုမြင်ရမှာဖြစ်တယ်ဒါဒီကျွန်မတို့ကိုဒီ conditional clause နဲ့သုံးထားတယ် ever clause of condition အရှိမဒီ ever be a clause နာမည်ပေးမယ် ိုက်ဆိုရင် ever class of condition condition ကို ပြတဲ့ class เนาะကျွန်တော်တို့အခြေအနေကျွန်တော်တို့၄ခုရှိတယ်ပေါ့နော်ဒီမှာဆိုရင်တော့ subject verb 1ဆိုတော့အနောက်မှာ can verb 1နဲ့သုံးထားတယ်အဲ့တော့ကသူဒီ real အုပ်စုထဲမှာပါတယ် real and real เนาะနှစ်ခုခွဲတာအဲ့တော့နောက်ကြောင်ဆက်ကြည့်မယ် because he believe in his student potential potential ဆိုတာကတော့အလားအလာ တတိယ never uh, give out on them เนาะចောင်းသားတွေရဲ့အလားအလာကိုသူက believe in เนาะ believe ယုံနာဆိုတာကပုံမှန်ယုံနာเนาะ preposition in ပါတယ်ဆိုရင်ကျွန်တော်တို့ပို့ပြီးတော့နက်နက်ဆိုင်ဆိုင်ယုံကြည်တာကိုတုံချင်းဖြစ်တယ်အဲ့တော့သူចောင်းသားတွေရဲ့အလားအလာကိုယုံကြည်တဲ့အတွက်ကြောင့်မို့လို့ဆရာကသူတို့ပေါ်မှာဒီအယုံမပေးဘူးပေါ့เนาะဒီ less short သွားတာမျိုးမရှိဘူးလို့ပြောချင်းဖြစ်တယ် main idea ကဆရာဒီသူတို့ပေါ်မှာ less short သွားတာမျိုးမရှိဘူးသူတို့တွက်ဆက်ပြီးတော့စူးစမ်းမကြိုးပမ်းပေး ေးနေတဲ့ဘာကြောင့်လဲចောင်းသားရဲ့ potential အလားအလာကိုသူကယုံကြည်တဲ့အတွက်ကြောင့်ဒါမှဆိုရင် because ဆိုတဲ့ဒီ conjunction နဲ့စထားတယ်အဲ့ဒီ because ဒီတနောက်မှာ sergeant never ပါလို့ကျွန်မက conjunction လို့ပြောတာเนาะ because of ဆိုရင်အတိုင်းရ proposition ဖြစ်သွားမှာเนาะအဲ့တော့အကြောင်းပြချက်เนาะ reason ကိုပေးတယ် ever clause of reason เนาะနောက်တစ်ခုဆက်ကြည့်မယ် after the laughter fade and the guest had left silent fill the house once again အတော့ကအိမ်ကြီးကနော်တိတ်ဆိတ်မှုတွေနဲ့ပြည့်သွားတယ်ဆိုတာရသည် main idea ဘယ်ချိန်မှလဲဆိုတော့ရီမောတန်တွေပျောက်ကွယ်ပြီးတော့အဲ့တဲ့ပြန်သွားတဲ့အခါမှာဒါဒီ ever closer time ဒီနေ့အပြင် ever via cross ကိုပြောခြင်းဖြစ်တယ် နော် silent တိတ်ဆိတ်မှုကဒီနေရာမှာ silent ဒီစာချက်နေရာဝင်တဲ့နောက် feel က main ပါ the house နော် wants again ချက်ချင်းကြီးတိတ်ဆိတ်မှုကဖုံးလွှမ်းသွားတဲ့နောက်ဆုံးဆက်ကြည့်မယ်ကျမတို့ though exhausted and hungry they press on toward the summit အဲ့တော့သူတို့ကတဲ့ ဒီတောင်ထိန်ပေါ်ကိုစူးစားပန်းစားဆက်ပြီးတော့တက်တယ်เนาะဒါဒီ main idea အရှင်းမှာဖော်ပြထားတဲ့သူ exhausted and hungry ဆိုတဲ့အရာကဘိုက်စာနေတယ်မောပန်းနေတော့လဲပဲလို့ပြောခြင်းဖြစ်တယ်အဲဒိုးဆိုတဲ့အရာကိုသုံးထားတယ်အနောက်မှာ exhausted နဲ့ hungry က ဖောင်းအော့စပီဒီအဒီတဒါပေမဲ့သူတို့ဆိုတဲ့ဒီဒီဆက်ကလုံးကိုအရှိတုံးလာတိုင်းအတွက်ကြောင့်သူ့ကိုကျွန်မတို့ကအဒီတလို့ခေါ်လို့မရတော့ဘူးเนาะသူဒီ introductory phrase ဖြစ်တယ်เนาะဘိုင်းစာပြီးတော့ပင်ပန်းနေတော်လဲပဲတောင်ထိပ်ပေါ်ကိုသူတို့ဆက်လက်ပြီးတော့ခြိတက်ကြတယ်လို့ပြောခြင်းဖြစ်ပါတယ် ဲ့တော့ဘာကြောင့်ပုံတော့ဒီ periodic sentence ကိုကျမတို့ရေးကြတယ်လဲအသုံးပြုကြတယ်လဲဆိုတော့သူမှာရည်ရွယ်ချက်ရှိတယ်ပေါ့နော်ဒီ suspense ဆိုတာကခုနကဆိုင်းငံ့ထားတဲ့သဘောနော် curiosity သိလို့စိတ်ဒီစဖတ်တဲ့သူကဒါကိုအရန်ဖတ်ကျင်တဲ့အခါမှာငယ်ငယ်တော့ဆိုကျမတို့ကြော်ပြီးတော့လှန်တယ်လို့မျိုးပေါ့နော်အခုလည်း wedge တစ်ချောင်းတည်းမှာကိုပဲ main idea ကိုနောက်ဆုံးမှာထားလိုက်တော့ဒီကျမတို့ဒီ scanning တွေပိုင်းနေပေါ့နော် run through ရှာတာပေါ့အဖြေပါလဲပေါ့အဲ့လိုမျိုးဖြစ်စေခြင်းတဲ့အတွက်ကြောင့်နော် to to build the suspense sign င်ငံ့ခြင်းကိုသူကတိဆောက်တာ curiosity သိလို့စိတ်ကိုသူက build up တဲ့သဘောနဲ့ဒီ periodic sentence ကိုရေးတယ်ထို့အတူပဲကျွန်တော်တို့ final idea ကိုနောက်ဆုံးမှာပေါ့နော်ဒီ emphasize ထားတာအလေးပေးခြင်းနဲ့ ောင်နောက်ဆုံးမှာမှာဒါဟိုဘောနော်ဒီ final idea ကိုကျွန်တော်တို့အဲ့လိုမျိုးထားခြင်းတဲ့အတွက်ကြောင့်အရှိပိုင်းမှာဒီ introductory phrase တွေကိုထပ်သွင်းပြီးတော့ရေးတယ်အဲ့တော့ phrase ပဲမဟုတ်ဘူးเนาะ clause တွေလည်းကျွန်တော်တို့ရေးတာကိုဖတ်လာခဲ့ပြီးပြီဖြစ်ပါတယ် exam မှာဝေကြတယ်မှာပေါ့เนาะပြီးတော့အဲ့လိုမျိုးတုံးလိုက်တဲ့အတွက်ကြောင့် formal ဖြစ်သွားတယ် poetic ဖြစ်တယ်เนาะစာသားရေးသားကဒီကပြရသားစာပေသဘောမျိုးတက်ရောက်သွားတယ်ပြီးတော့ dramatic rhythm ဖြစ်တယ် အော်ဒီကာယံညီတာပေါ့နော် ing ကြီးဆို ing ကြီးတောက်လျှောက် do brava zero infinitive phrase ဆိုရင် infinitive phrase အဲ့လိုမျိုးသုံးသွားတဲ့ပုံစံနဲ့ရေးတာမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ descriptive paragraph လေးဘာသာပြန်ကြည့်ရအောင်အဲ့တော့ဒီမှာ paragraph တစ်ခုပေးထားတာပေါ့နော်ဒီ introductory phrase တွေကိုအရှိပို့ပြီး main idea ကိုနောက်မှထားပြီးတော့ရေးထားတဲ့ဝဲကြပြီးစုထားတဲ့စာပိုင်းတစ်ပိုင်းပေါ့နော်အဲ့တော့ကြည့်မယ် though the dark forest where the wind whispers secret through the tree and shadow dance on the path a lonely traveler walk in silence. ဲ့တော့ဒီက main idea ဒီဒီ lonely ဖြစ်နေတော့เนาะအလုံးမဟုတ်ဘူးเนาะ lonely အော် lonely ဖြစ်နေတဲ့ traveler တူက walk in silence เนาะဒီတိတ်တဆိတ်သူကလမ်းလျှောက်နေတယ်အဲ့ဒီလမ်းလျှောက်နေတဲ့ဒီပတ်ဝန်းကျင်အနေထားဘယ်လိုမျိုးရှိလဲဆိုတော့ဒီ dark forest မဲမောင်းနေတဲ့ဒီဒီ forest တစ်တော့ကို through ဖြတ်တန်းတယ်နော်သူဖြတ်တန်းတဲ့ချိန်ကဒီတော်တော်ကိုဖြတ်တန်းနေတယ် where the wind whispers secret through the tree and shadow dance on the path အဲ့တော့ဒီ path ကတည်းက န်းချောင်းပေါ့နော်လန်းချောင်းပေါ်မှာ shadow ဆိုတော့အရိတ်တွေကလည်းတန်းစားကားခုန်နေတယ်ဆိုတော့ရင်းထိုးနေတဲ့သဘောအဲ့တော့ဒီသစ်ပင်တွေကိုဖြတ်ပြီးတော့ဒီ secret ဆိုတော့ဒီ show ဆိုတော့တီတိုးစကားတန်တွေပေါ့နော်ဒီ whisper တူတူပြောတဲ့တန်တွေနော်အဲ့တော့ ဒီနေရာမှာ the wind က whisper subject ဒီ the wind เนาะ whisper က main verb secret ကသူသူ whisper လောက်တဲ့အရာက secret object အဲ through the tree เนาะတိပိနေကိုဖြားလဲဆိုတာ through တို့ with တို့ by တို့ကြတော့ကျွန်တော်တို့ main နာမှာသုံးတယ်အပြုအမူပြီးတော့မှာ share တို့က subject dance က verb เนาะ on the part က ever phrase on place ဒါမျိုးနဲ့သူကပုံဖော်သွားခြင်းဖြစ်တယ် နောက်တစ်ကြောင်ဆက်ကြည့်မယ် After hours of wandering with no sense or direction guided only by the faint light of the moon he finally saw a distant glow ahead เนาะအဲ့တော့ဒီကပြောချင်တဲ့ message ဒီနောက်ဆုံးမှာတော့ဒီခန့်နန်းလမ်းမှာအလင်းရောင်เนาะသူရဲ့ရှေ့တဲ့တဲ့ခန့်နန်းလမ်းမှာရှိတဲ့လင်းရောင်ကိုနောက်ဆုံးမှာသူတွေ့သွားပြီသူဘယ်လိုမျိုးရှောက်ခဲ့လဲဆိုတော့ after hours of wandering with no sense or direction no sun or direction เนาะဒီ phrase တစ်ခုလုံးကိုဘာသာပြမယ်ဥတီရမယ်โอเคเนาะ no sun or direction ဥတီရမယ်နဲ့ wandering လက်လက်သွားလာနေတာက나이ပေါင်းများစွာကြာပြီးတဲ့နောက်အဲ့လိုမျိုးလက်လက်သွားလာနေတဲ့ချိန်မှာ သူ့ကို guide လုပ်ပေးတဲ့အရာเนาะဒါဒီ ED ပေါင်းထားတဲ့အတွက်ကြောင့်ကျွန်မတို့ဒီသူ့ကိုเนาะဒီဒီ he ဆိုတဲ့ဒီ pronoun ကိုကျွန်မတို့က object အနေနဲ့ပါတာပြားမှာဖြစ်တယ်အဲ့တော့ guided only by the faint light of the moon ဒီလာရောင်ရဲ့ faint light ကမှိန်ဖြောဖြောအလင်းရောင်မျှတာလင်းသူ့ကိုဒီ guide လုပ်ပေးနေဆိုလာရောင်လေးကိုအောက်ကိုပြီးတော့သူကနာရီပေါင်းများစွာဥတီရောင်နဲ့လက်လက်သွားလာပြီးရဲ့နောက်မှာဒီဒီ distant glow ahead ကို သူနောက်ဆုံးတော့တွေ့သွားပြီး เนาะဒါသူ့ကိုဒီပတ်ဝန်းကျင်ပုံဖော်ထားတဲ့အကြောင်းအရာတွေနောက်တစ်ခုဆက်ကြည့်မယ် although his leg trembled and his heart pounded with fear he kept moving forward main idea ကသူရှေ့ကိုဆက်ရှောက်သွားတယ် he kept moving forward the main idea နော်အဓိက main clause ဖြစ်တဲ့ independent clause အဲ့ဒါကိုလာပြီးတော့ဒီ support လောက်ထားပေးတဲ့ share phrase တွေက although his leg trembling ခြေထောက်တွေကလည်းတော်ရင်နေတယ် his heart pounding with fear ကြောင်းလန်းမှုနဲ့သူနှလုံးကလည်း deteriorate ခုန်နေတယ် เนาะဒါတွေကသူ့ကိုလာပြီးတော့ support လုပ်ထားပေးတယ်အကြောင်းအရာတွေဖြစ်တယ်အဲ့တော့ဒါကိုခွဲကြည့်မယ်ဆိုရင် his lack ကကျွန်တော်တို့ subject tanvel ကကျွန်တော်တို့ဒီနေရာမှာ va his heart ဒီလဲ subject founded က va with via က ever or ever phrase on manner ဟော all those ဆိုတဲ့အရာနဲ့စတာတယ် subject တွေဘာတွေပါတော့ဒါဒီ clause ဖြစ်သွားတယ်ဘယ်လို cross မျိုးလဲ although though even though ဒါတွေကကျွန်တော်တို့ဒီ ever closer contracts เนาะစမ်းကျင်ဘက်ကိုဖော်ပြတဲ့နေရာမှာတုံးတယ်အဲ့တော့အရှိဒီတတွဲလုံးဒီကျမတို့ ever via close ကိုအရှိပို့ပြီးတော့မှ main idea ကိုနောက်မှရေးထားခြင်းဖြစ်တယ်နောက်တစ်ခုဆက်ကြည့်မယ် When he reached that clearing surrounded by the Asian stone cover in moss, he realized he had found the place from his dream. Now, do you have a main idea? အိမ်မက်ထဲမှာသူတွေးခဲ့တဲ့နော်ဒီ the place အဲ့ဒီနေရာကိုသူသူတွေးပြီဆိုတာကို realize သူသဘောပေါက်သွားပြီအိမ်မက်ထဲမှာမြင်ခဲ့တဲ့နေရာဒီနေရာပဲဒါကငါအခုတွေးပြီဆိုတဲ့သဘောတည်ဒါဒီ main idea ဒါကိုအရှိရနေပြီးတော့ကျွန်တော်တို့ support လုပ်ထားတဲ့အရာက when he reached the creativity ရှင်းလင်းရနေရာကိုသူရောက်တဲ့အခါမှာ ever closer time surrounded by asian stone cover in moss အဲ့တော့ဒီရေညှိတွေနဲ့ပေါ့နော် cover လုပ်ထားတဲ့ဒီရှေးရှေးဟောင်းကြောက်တုံးတွေရဲ့เนาะဒီ surrounding စပတ်ပတ်လယ်မှာဒီဝန်းရံထားတဲ့နေရာပေါ့နော်အဲ့ဒီနေရာကို သူရောက်တဲ့အခါမှာတော့အိမ်မက်ထဲမှာသူတွေ့ခဲ့တဲ့နေရာကိုသူရောက်ပြီလို့သဘောပေါက်သွားတယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် another philosopher sky why the night creator the night creator sends their hunting song he felt a strange calm settled over him အဒီကမိန် idea ကဒီ bold letter နဲ့ရေးထားတဲ့ clause နော်အဲ့တော့ he သူကလည်း felt ခံစားလိုက်ရတဲ့ a strange calm settled over him သူ့ပေါ်မှာပေါ့နော်ထူးထူးခြားခြားတည်ငြိမ်နေတဲ့เนาะဒီသူရဲ့စိတ်ခံစားချက်ပေါ့เนาะအဲ့ဒီခံစားမှုကိုသူခံစားလိုက်ရတယ်တဲ့အဲ့တော့ तू ကထူးထူးခြားခြားတည်ငြိမ်မှုကိုခံစားရတယ်ဆိုတာက main idea အ အရှိမပေးထားတဲ့ຢာတွေက under the field silver light เนาะဖြိုဖြောတော်တော်ငွေရောင်ကောင်းကင်ရဲ့အောင်မှာ wine the night creature sang their hunting song အဲ့တော့ night creature เนาะဒီညဘက်မှာထွက်တဲ့ဒီတတ္တဝါတွေပေါ့เนาะ creature ဆိုတော့က အဲ့ဒါတွေကစံပြီးဆိုတယ်တဲ့သူတို့ရဲ့ hunting song ဆိုတာစိတ်ချောက်ချဖွယ်เนาะသူတို့ order တွေပေါ့เนาะဒီတခြင်းတွေကိုတီးဆိုနေစင်မှာပဲသူကထူးထူးခြားခြားတည်ငြိမ်မှုတစ်ခုကိုသူ့ပေါ်မှာသူခံစားလိုက်ရတယ်เนาะဒါလေး discredit paragraph အဲ့ဒီ priority sentence တွေကိုတုံးပြီးတော့ main idea ပေါ့เนาะနောက်မှာထားပြီးရှေ့မှာ introductory phrase တွေကိုရေးတဲ့ periodic sentence နဲ့ရေးသွားတဲ့အရာဖြစ်ပါတယ် ဲ့တော့ကျမတို့ဒီမနေ့ကတင်ထားတဲ့ cumulative sentence နဲ့ဒီ periodic sentence နှစ်ခုကိုကျမတို့ရှင်းပြီးတော့ပေါ့နော်ဒီချရေးထားတယ် အဲ့တော့ comparison လုပ်မယ်အဲ့တော့ cumulative sentence တာက main idea ကိုရှင်းဖို့တယ်ပြီးတော့မှသူထပ်ပြီးတော့ပေးခြင်းတဲ့ detail เนาะအသေးစိတ် information တွေကိုအနောက်မှာထပ်ပြီးတော့ရေးတာအဲ့တော့ဒီ weather တကြောင်ကိုပဲ cumulative ပုံစံနဲ့ရေးမယ်ဒီ periodic ပုံစံနဲ့နှစ်ခုနှစ်ခုရေးပြပါမယ်เนาะ exam မှာစပြီးတော့ဖတ်မယ်ဘာသာပြန်ကြည့်ရအောင် The traveler walked through the dark forest his boot sinking into the dun up and his breath form in small cloud in the cool night air နော်အဲ့တော့ဒီဝက်ကြောင့်ကိုကျွန်တော်တို့ကြည်လိုက်တဲ့အခါမှာ traveler to walk through the dark forest ခရီးသွားကဒီမဲမောင်နေတဲ့တစ်တော်ကိုဖြတ်တန်းပြီးတော့လမ်းလျှောက်သွားတယ်သူရဲ့ဒီ boots ဒီလက်ရှိဖဏန်းကစင်ကင်နော်ဒီလက်ရှိဖဏန်းနဲ့စင်ကင်နဲ့ကြောင့်မှကျွန်တော်တို့ ဘတ်တူပြီးတော့မြုပ်ထားเนาะဒါဒီ absolute free နဲ့ရေးထားခြင်းဖြစ်တဲ့ into the dam up เนาะဒီဆူဆွန်းနေတဲ့မြေကြီးထဲမှာဒီသူ့ရဲ့လက်ရှိဖက်ကလည်းနှင်းဟိုနှင်းနေတယ်ပေါ့เนาะ sink ဖြစ်နေတဲ့ his breath သူ့ရဲ့ဒီ attach မှုက forming the small cloud ဒီ small cloud လေးဖြစ်ပေါ်စေတယ် in the cold night အေးများတဲ့ညလေတုထဲမှာအဲ့တော့အေးတဲ့အတွက်ကျွန်တော်တို့ attach ထုတ်လိုက်တဲ့အခါကျအငွေးတွေထွက်ပြီးတော့လေဒီတိမ်လေးပုံတံဖြစ်သွားတယ်လို့ကတင်စားပြီးတော့ပြောတာ main idea ကိုရှေ့မှာရေးတယ်ကြံတဲ့ဒီ detail information ကိုနောက်မှာ comma နဲ့ထပ်ပေါင်းတယ်အဲ့တော့ကျွန်တော်တို့ periodic sentence နဲ့ရေးမယ်ဆိုရင် through the dark forest ဒီ dark forest ကိုဖြတ်တန်းလျက် with his boots sinks into the damp earth เนาะဒီစုစုံနေတဲ့မြေကြီးထဲမှာဒီ legacy ဖဏန်းတွေကလည်းနှင်းမြုပ်နေပြီးတော့ his spread သူရဲ့တက်ရှူမှုကလည်း form in small cloud in the cold night air ဒါတွေရှင်းပို့ပြီးတော့မှာ the travel out walk အာဒီခရီးသွားကလမ်းလျှောက်နေခဲ့သည်ဒီလိုပုံစံမျိုးလာเนาะနောက်တစ်ကြောင်ဆက်ကြည့်မယ် the wind hall around him Uh, carrying the sun on pine and rain, whispering softly through the tall tree. တော့ဒီမှာဆိုရင် main idea เนาะအဲ့တော့ကတဝင်းလေကားတဲ့ home ဖြစ်တယ်ဆိုတာကကျွန်တော်တဟူဟူတိုက်နေတာကိုပြောခြင်းဖြစ်တယ် around ဖြင့်သူရဲ့ပတ်ပတ်လည်းမှာလေတဟူဟူတိုက်နေတယ် carrying the scent of pine and rainbow နဲ့တွေ tissue ပြင်အနံ့တွေကိုပယ်ဆောင်လျက် ဲ့တော့ဒါဒီ carrying the present participle နဲ့တုံးထားတဲ့လေအားတန်လာတဲ့အတွက်ကြောင့်ကျမတို့ edit သဘောဆောင်ပြီးတော့တုံးတယ် face bar in tito ပြောတယ် the softly through the tall tree ဒီနရှင်မျောတဲ့အတင်းနော်ရှင်မျောတဲ့ဒီတစ်ပင်တွေတခြားပေါ်တော့ဒီ softly whisper in tito ပြောတဲ့အနေနဲ့အတူဒါ ing ing နဲ့တုံးတော့အဲ့ကြောင့်ကျမတို့ red tan ဖြစ်တယ်လို့ပြောတာဟောသူကိုယ်တိုင်ကလုပ်တဲ့အတွက်ကြောင့် edit pattern နဲ့ present continuous တွေတုံးတယ်အဲ့တော့ဒါကို periodic pattern နဲ့ကျမတို့ဆက် က်ကြည့်မယ် carrying the sun on pine and rain တင်းယူရနံတွေမိုးရနံတွေကိုသူကတည်ဆောင်လာလေ whispering softly to do the tall tree not tall tree တွေကိုဖြန့်ပြီးတော့ whisper တူတူပြောတယ် the wind howling around a hall around him သူရပပလက်မှာလေရလဲတခုခုတိုင်းနေတယ်เนาะတူတူပဲเนาะရှင်းအောင်ပို့လိုက်တာနဲ့နာမည်ချိန်သွားတာပဲရှိတယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် he held his lantern high မိအိမ်ကိုခန်းမြင်းမြင်းသူ့ကင်ထားတယ်တဲ့ it one glow figuring against a wet dog or tree and wet bark or tree เนาะ bark တော့တစ်ခေါက်ကိုပြောခြင်းဖြစ်တယ် and casting a long shadow beside him အဲ့တော့ beside him သူ့ရဲ့နေဘေးမှာပေါ့เนาะဒီ shadow အရိပ်တွေကတဲ့ casting ဆိုတာဖြစ်နေတာပေါ့เนาะဒီဟိုဆီလျာပြီးတော့အရိပ်တွေကဒီဖြန့်လျက်เนาะဒီမိအိမ်ရင်ကင်ထားလို့ရင်ကျွန်တော်အရက်အရှည်အရိပ်ရှည်ထွက်တယ်လို့မျိုးပေါ့เนาะဒါကိုပြောခြင်းဖြစ်တယ်အဲ့တော့ he hauled his lantern high မင်းအိမ်ခန်းမြင့်ကင်ထားတာဒီ main idea အဲ့တော့အနောက်မှာကသူ့ထပ်ဆောင်ပေးတယ်ဒီ phrase တွေပေါ့နော်အဲ့တော့အဲ့ဒီ phrase တွေမှာတော့ participle phrase တွေ absolute phrase တွေပြီးတော့ prepositional phrase နော် appositive phrase မနေ့ကဆက်အများကြီး adverbial phrase တွေမှာအများကြီးပြောသွားတယ်အဲ့တော့ဒါကို periodic sentence နဲ့ရေးမယ် with it one grow figuring against the wet bark or tree အတော့ကဒီတစ်ပင်ရဲ့ဆူဆွနေတဲ့တစ်ခေါက်တွေเนาะအဲ့ဒါတွေကိုတည်းမိအိမ်ကပေါ့နော်ဝမ်တူရဲ့နွေးထွေးတဲ့အလင်းရောင်တွေရတဲ့မိတုတ်မိတုတ်ဖြစ်နေတာကိုပြောခြင်းဖြစ်တယ်ဟိုမိအိမ်ကကင်ထားတဲ့အတွက်ကြောင့်ဒီခါရမ်းနေတယ်ပေါ့နော်လှုပ်ရမ်းနေ figuring ဖြစ်နေတယ် ပြီးတော့ဒီ casting long shadow beside him သူရဲ့ဘေးမှာလည်းဒီ long shadow အရေးရှိရောင်တော့ဒီဒီလိုမျိုးမိအိမ်ကင်သားလူဆိုရင်နောက်မှာအရေးရှိထွက်နေတယ် he held his lantern high မိအိမ်ကိုခံမြင်မြင်ကင်ထားတယ်နောက်ဆုံး idea ကိုနောက်မှာထားလိုက်တယ်နောက်တစ်ကြောင်ဆက်ကြည့်မယ် the forest seemed alive filled with rustling leaf faint whisper and a quiet movement or hidden creature main idea က the forest is seen alive သဝင်နေတဲ့လို့ထင်ရပါသည်အဲ့ဒီသဝင်နေတဲ့အရာကိုသူကဘာလဲထပ်ဖြစ်လဲဆိုတော့ fill with rustling leaf နော် rusted ဖြစ်တယ်ဆိုတာကကျမတို့ဒီဟိုတွှွှိွှိမြည်နေတာမျိုးပြောပါတော့နော်တင်းရွက်လေးလေတိုးတဲ့အခါမှာမြည်တဲ့အတက်အဲ့ဒါက fill with rustling leaf ပြီးအခါမှာ faint whisper နဲ့ဒီ faint whisper ဆိုတိုးတိုးပြောတာတိုးတိုးတီးတိုးပြောတဲ့တွေ and the quiet woman or hidden creator ဒီ hidden ဖြစ်နေတော့ဒီပုံကွက်နေတယ်နော်ပုံပုံကွက်နေတော့ creator တွေရဲ့ဒီ quiet woman movement ဒီတိတ်တိတ်ဆိတ်ရွှေ့လျောင်းမှုတွေနဲ့အတူဒီ နာတစ်တော်ကအသက်ဝင်နေတယ်ဒါကိုကျွန်တော်တို့ periodic ပုံစံနဲ့ရေးတဲ့အခါမှာ fill with rest and relief အရှိပိုလိုက်ပြီး faint whisper เนาะဒီ faint ဖြစ်နေတဲ့ဒီ whisper တီတိုးပြောတဲ့တိုးတိုးတွေ and the quiet movement or hidden creature hidden creature ရဲ့တိတ်တိတ်ဆိတ်လှောင်မှုတွေအဲ့ဒါတွေနဲ့အတူ the forest seemed alive တစ်တော်ကသက်ဝင်နေတယ်လို့ထင်ရသည်နောက်ဆုံးတစ်ခုဆက်ကြည့်မယ် he reached the clearing နော်ဒီရှင်းလင်းတဲ့နေရာသူရောက်လာပါပြီတဲ့ဒါက main idea the moonlight spreading across the mossy ground ဒီရင်းကြီးဆွဲနေတဲ့ဒီရေကြီးပေါ်မှာတဲ့ဒီလားရောင်မှလည်းဖြာကြနေတဲ့ the silent deed and heavy around him the silent တိတ်ဆိတ်မှုကလည်းသူ့ရဲ့ နဲ့ဘေးမှာပေါ့နော်နက်နက်နဲ့နဲ့တိတ်တိတ်တီတီနဲ့ရှိနေတယ်ဒါတွေဆိုရင်ကျွန်မတက် the moonlight spreading across the mossy ground ဒါတွေအကုန်လုံးကကျွန်မတို့ absolute free တွေနဲ့ရေးသွားတာတိလားအဲ့တော့ဒီမှာတွင်ဒီ THG တီက RDK နော် data miner လို့ခေါ်တယ်ဒီနေရာမှာ moonlight ကဒီနောက်အဲ့တော့ဒီ article ရဲ့နောင်းရေပြီးတော့ spreading ဆိုတဲ့အရင်းကြီးမြင်တော့ဒီကြားထဲမှာကျမတို့ v2b ကိုမြုပ်ထားတယ်ထို့တူပဲ the silent နဲ့ deep နဲ့ heavy နဲ့ခြားမှာလဲထို့တူပဲ deep to heavy ပြီးတော့ power speaker edit တွေအဲ့ဒါကိုကျွန်တော်တို့အဲ့လိုမျိုး noise နဲ့ dive မရေပဲနဲ့အလယ်မှာ button bit ကိုဖြုတ်ထားတဲ့အတွက်ကြောင့်ဒါဒီ absolute phrase ဖြစ်တယ်ဒါကိုအရှင်းအောင်ပို့ပြီးတော့ main idea ကိုနောက်မှထားမယ်ဆိုရင်တော့ကျွန်တော်တို့ periodic setup လို့ခေါ်တယ် as the moonlight spread across the mossy ground and the silent grew deep and heavy around him သူရပပလက်မှာတိတ်ဆိတ်မှုတွေဒီလေးလံပြီးတော့မနော်ဒီကြီးထွားနေတဲ့ နော်ဒါမျိုးပြောချင်းဖြစ်တယ်ဒီရင်းကြီးဆွဲနေတဲ့ဒီမြေကြီးမှာ ਨੇ ဒီလာရောင်ကဒီဖြာချနေတယ်အဲ့လိုချိန်မှာပဲသူကဒီရှင်လင်းတဲ့နေရာကိုရောက်လာခဲ့သည်နော်အဲ့တော့ကျွန်တော်တို့ဒီ cumulative sedent ပဲဖြစ်ဖြစ် periodic sedent ပဲဖြစ်ဖြစ်ကိုကဘယ်လိုပုံစံနဲ့ပဲရေးရေးကိုရေးလိုက်တဲ့အခါမှာ ပေါ့နော်ဒီအရှေ့ဆိုရင်လည်းအရှေ့ပို့ပြီးအနောက်ဆိုရင်လည်းအနောက်မှာထားနော်သူ့ကိုထပ်ပြီးတော့ပေးခြင်းနဲ့ထပ်ဆောင် information တွေကိုအရှေ့မှာထားမယ်ဆိုရင်လည်း comma လေးနဲ့နော်ဒါပြီးတော့မှ main cross ကိုရေးမယ် main cross ကိုအရှေ့ထားပြီးရေးမယ်ဆိုရင်လည်း comma လေးပြန်ပြီးတော့အာထပ်ပြီးတော့ရေးမှာဖြစ်တယ်အဲ့တော့ comma ပါခြင်းမပါခြင်းကစကားလုံးအနေများပုံမှာမူဒီပဲကျွန်တော်တို့အရေးကြီးအဲ့တော့ဒီ comma နဲ့ပတ်သက်ပြီးတော့ကျွန်မလေးဒီ participle တို့ဒီ gerund တို့ခွဲထားတဲ့ ဒီ playlist ရှိတယ်ပေါ့နော်အဲ့ဒါလေးလည်းနားထောင်ဖို့အတွက် suggestion ပေးပါရစေအဆင်ပြေမယ်လို့ယူဆပါရစေဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ရှင်